တီကြည်သောအသီးကိုသီးမြည်အကြောင်းနဲ့ငါနာမကိုအမိပြု၍ခမီးတော်မှာတောင်းသမျှတို့ကိုရမည်အကြောင်းသင်တို့ကိုငါခန့်ထား၏အရင်အဆုံးကျွန်တော်တို့ကလူချင်းတာတွေတောင်းရမှာမဟုတ်ဘူးဒီကျမ်းပါကိုကျွန်တော်တို့ဖတ်တဲ့အခါမှာဟာလူချင်းတာတွေစောက်တောင်းတော့မယ်မဟုတ်မဟုတ်ပထမအဆင့်ကပါလဲဆိုတော့တီကြည်သောအသီးကို အရင်သီးသီးပြီးမှ တောင်းသမျှရမှာဖြစ်တင်ဟာတည်ကြည်သောအသီးကိုတီးဖို့ဘုရားသခင်ခေါ်ထားတယ်တင်ဟာတည်ကြည်သောအသီးကိုတီးမဲ့သူဖြစ်တယ်အဲ့အသီးမတီးနိုင်အောင်ကွန်ရှာတဲ့အဖွဲ့ရှိတယ်အဲ့ဒါပါလဲဆိုစူးပင်စူးစူးပင်နောက်ရှက်လို့ရှိရင်အသီးမတီးဘူးတဲ့ခေရှားငါအငယ်တက်လောက်ကနေဖတ်ကြည့်ငါချစ်ရသခင်ဤစပြည့်ဥယျံတော်ကိုအကြောင်းပြု၍မြစ်တာသချင်းကိုရှေ့တော်၌ဆူပေအပ်မြေကောင်းသောတောင်ပေါ်မှာငါချစ်ရသခင်စပြည့်ဥယျံတော်တဆူရှိသင်ဟာ ဘုရားသခင်အကြံစီယူရချက်နဲ့စိုက်ထားတဲ့စပြစ်ဥယင်ဖြစ်တယ်။ဒါပေမဲ့တဲ့မြေကိုတူး၍ကြောက်ခဲတို့ကိုရှင်းလင်းစေပြီးမှဗာတိတ်ပဲလဲဆိုတော့မြေဆိုတာကယေရှုခရစ်တော်လူစားတီမြေကြီးပေါ်မှာလူစားတီခံတော်ပုံဆောင်။ကြောက်ခဲတွေကိုရှင်းလင်းနေဆိုတဲ့အဓိပ္ပာယ်အပြစ်တွေအားလုံးကိုရှင်းလိုက်တာ။အကောင်းဆုံးသောစပြစ်နွယ်ပင်တို့ကိုစိုက်ပျိုးတော်မူတင့်တင့်ကိုအတီးတီးဖို့ယေရှုခရစ်တော်ထဲမှာစိုက်ပျိုး။ဥယင်ထဲမှာမိခိုရာတဲလင့်ကိုလည်းစောက်၍ စပစ်တီနေရာချင်းကိုလည်းတူးတော်မူတယ်ဆိုတော့ဥယင်တစ်ခုမှာအလေကောင်တက်တဲ့မှာလေခြေတန်းရှည်အိမ်ကြီးနဲ့မျောစင်တစ်ခုရှိတယ်အဲ့ဒါတဲထိုးရတာပေါ့အရက်လေးမျက်နှာအကုန်တွေးရတယ်တကိုးဝင်လားအကောင်ပလောင်ဝင်လားဘသူတွေအဝင်ထွက်ရှိလဲတဲဘဝနဲ့ကြည်တိုင်းအကုန်တွေးရတယ်ဥယင်ထဲမှာမိခိုရတဲလင်းကိုလည်းစောက်လိုက်တယ်တဲ့ပြီးတော့စပစ်တီနေရာချင်းကိုလည်းတူးလိုက်တယ်အတိတ်ပဲပါလဲ မိခူရဆိုတာအဲ့ဒါပါလဲဆိုတန့်ရှင်းသောဝိညာဉ်တော်ပြောတာဖြစ်တယ်တန့်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့မိခူအားထားရာဖြစ်တယ်တန့်ရှင်းသောဝိညာဉ်တော်ကိုစံစာထဲမှာ helper လို့ခေါ်တယ်ငါတို့မတက်နိုင်သည့်အရာမှာဝိညာဉ်တော်သည်မဆတော်မူတန့်ရှင်းသောဝိညာဉ်တော်ကပါလဲ helper ကျွန်တော်တို့မတက်နိုင်တဲ့အရာကိုကူညီပေးမဲ့မိခူရတဲလင့်ပြီးတော့ပါလဲစပစ်သီးနေရာကျင်းကိုလဲတူးတယ်တန့်ရှင်းသောဝိညာဉ်တော်ကျွန်တော်နှလုံးသားထဲမှာ လာပြီးတော့တစိမ့်ခတ်လိုက်တယ်။ဆိုတော့ဘုရားလှုပ်တဲ့အလုပ်ကပါလေယေရှုခရစ်တော်ကိုလူစားတိခံတယ်။ကြောက်တယ်ကိုဖယ်ရှင်းဆိုအပြစ်တွေကိုရှင်းလိုက်တယ်။ပြီးတော့ယုံကြည်တဲ့သူရဲ့နှလုံးသားထဲမှာလာပြီးတော့ကျင်းတူးတယ်။မိခိုဖို့လည်းလာပြီးတော့တန်ရှင်သောဝိညာဉ်တော်ကလာအသက်ရှင်တယ်။ဟေရှာယငါအငယ်တင့်တဲ့နေ့ကိုဖတ်တဲ့အခါအဲ့ဒီအိဗယ်ဖြစ်တယ်။ယေရှုခရစ်တော်ကိုလူစားတိခံစီတယ်။ကြောက်တွေကိုရှင်းတယ်။တနည်းအားဖြင့်ပါလေအပြစ်တွေကိုရှင်းတယ်ပြီးလည်းပြီးတော့ တရှင်သောဝိညာဉ်တော်နှလုံးသားထဲမှာတစိုက်ခတ်တယ်။မိခိုဖို့အတွက် နေရာချထားတယ်။ဒါပေမဲ့တဲ့ထိုခါစပစ်တီးကိုတီးမိဟုမျော်လင့်သည်ရှိတော်။ဘုရားသခင်တီးစေချင်တာပါလေ။စပစ်တီးတဏီအဖြစ်တီးကြည့်တော်သည်။ဒါပေမဲ့မမျော်လင့်မင်းနဲ့ဘာတီးတွေ့လိုက်လဲ။ဘောရှာပြီးကိုဖီးပါတယ်တကား။ငါဘုရားသခင်အလိုတော်ကဘောရှာသည်တီးဖို့ အလိုတော်မဟုတ်ဘောရှာသည်ဆိုတဲ့အတိတ်ပဲကအဆက်မအောင်တဲ့အသည်ဟိုတပင်ပါလေနှလုံးသုံးလုံးပါတတ်တယ်ဟဲဒီအသည်ကလည်းမဲချုံတာပဲ AI ဖွဲ့ဘုရားသခင်ကလတ်လပပတီချီတော်အသည်တီလာဖို့ယေရှုခရစ်တော်လူစားတီခံစီတဲ့အပြစ်တွေကိုရှင်းထုတ်တယ်တန်ရှင်သောဝိညာဉ်တော်တင်းနှလုံးသားထဲမှာတစိမ့်ခတ်ပြီးတော့မိခိုရာတဲလင်းကိုစောက်တယ်ဒါပေမဲ့ညွန်လင့်တာပါသည်လေတီချီတော်အသည်တီလာတာပါသည်လေဒီနေ့တကယ်ကြွပြောတော့ငါဘောရှာသည်မသိဘူးလို့ငါတီချီတော်အသည်ပဲဒီမှာအာမင် ဘုရားသခင်ကတီးကိုတင်းကြည်တော့တီးတီးဖို့ရွေးကောက်ထားတယ်။တင်းကအသီးချောက်အသီးနွမ်းမအောင်တဲ့အသီးကိုတီးမဲ့အပင်မဟုတ်ဘူး။တဲ့ယေရှုခရစ်တော်အားဖြင့်တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့ကူညီမဆာခြင်းနဲ့အတူတည်ကြည်သောအသီးကိုသီးမဲ့သူဖြစ်တယ်။ဘာကြောင့်ဘောရှာသီးသီးတာလဲ။ဘာကြောင့်ဘောရှာသီးသီးတာလဲ။အဖြေရပါလေသလား။စုပင်နေဆက်လို့။အဲ့အပင်နားမှာဘာတွေရှိရလဲဆိုတော့စုပင်နေရှိတယ်။ ဒီနေ့အဲ့ဒီစူးစူးပင်ပြဿနာတွေအားလုံးကျွန်တော်တို့အသက်တာတွေရှင်းလင်းသွားတဲ့သက်တည်ရမယ်ဒီတရားဟောချက်ပြီးသွားရင် သင်ပွားရဲ့ယုံကြည်သူအသက်တာနောက်တစ်ဆင့် shift ဖြစ်သွားတော့သင်မြင်တွေ့ရမယ်စူးပင်တွေမရှိတော့တဲ့ဘဝတွေကိုတက်လှမ်းရမယ်အရှိမဘုရားသခင်ပြင်ဆင်ထားတဲ့တည်ကြည်သောအသီးတွေရှိနေပြီ